အဲ့တော့လောကလူတွေဟာအသက်ရှင်ရတာဟာပညာနဲ့အသက်ရှင်တာချင်းမဟုတ်ဘူးပညာမဲ့အသက်ရှင်တာလေးလည်းအများကြီးပဲဘာလဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာသူကအဓိပ္ပာယ်တစ်ခုကဘာပြောတော့ဆိုထွက်လေဝင်လေလေးနဲ့အသက်ရှူပြီးတော့အသက်ရှင်နေတဲ့လူတွေအများကြီးပဲအသက်ရှူတယ်ဆိုတာမွေးရပါပဲလေသူဆိုတာ မွေးလာပြီဆိုရင်အဆုတ်ရှိတဲ့အတွက်ကြောင့်သူ့ရဲ့အင်္ဂါချက်အတိုင်းပဲဒုတိုင်းဟာအသက်ရှူကြတာဒီပဲအဲ့ဒီအသက်ရှူတာကဲမပူပဲနဲ့သူအသက်ရှင်နေတယ်ဆိုတာကိုပါလာလို့ခေါ်တာပဲဆုံးလာကတော့ရှင်းရှင်းလေးရအသက်ရှူပြီးတော့အသက်ရှင်တာဘာပညာမှမရှိဘူးလို့ပြောလို့ရတယ်ပါလာရဲ့အတိတ်နဲ့နော်အသိပညာလုံးဝမရှိဘူး အသက်ရှူုံပဲရှူတတ်တယ်အသက်ရှူတတ်တဲ့ပညာလေးပဲရှိတယ်လို့သူတို့ပြောတာပေါ့အဲ့ဒါကိုဘာလလို့ခေါ်တယ်ပမာစကားကဘာလကိုလူမိုက်လို့ပြန်လိုက်တဲ့အခါကျတော့အတိတ်ကတလွဲလို့ရောက်သွားနိုင်တယ်ပေါ့ညီမလူမျိုးကလူမိုက်လို့ဆိုတာပိုက်ပိုက်ကန်ကန်စောစောကားကသို့တဲ့လူကိုလူမိုက်လို့ခေါ်နေကြတာပေါ့နော်မိုက်ကန်ပြီပဲလို့ပညာရှိတဲ့လူလည်းရှိကောင်းရှိတယ်လေ ဒီသို့သွန်းတဲ့လူတွေကိုလူပိုက်ခေါ်နေကြတာအဲ့ဒါမမှန်ဘူးတပိုင်းအားဖြင့်ဟုတ်တယ်တကယ်ပါဠိဆိုဒီမှာပါတော့ဆိုအတိပညာစဉ်းစားဉာဏ်ကင်းမဲ့သူကိုဆိုလိုတယ်စဉ်းစားဉာဏ်ကင်းမဲ့သူခုနကသို့မိုက်တဲ့လူရိုင်းဆိုင်တဲ့လူဒုစရိုက်သမားဒါမျိုးကလူပိုက်ခေါ်မယ်ဆိုလို့ရှိရင်ဘယ်သူတွေလွတ်ချန်ရတယ်ဆိုတော့ပညာမတတ်တဲ့လူတန်းစားတွေလွတ်ချန်နေပြန် အသိပညာမရှိတဲ့လူတွေလွတ်ချင်နေကြအဲ့တော့လူမိုက်ဆိုစီမှာသိုးမိုက်တိုက်ခိုက်ဒုစရိုက်တွေနဲ့နေမှ လူမိုက်လို့ခေါ်တာမဟုတ်ဘူးဘာလဆိုတဲ့စကားလုံးကအဲ့ဒါတွေကိုပြောတာမဟုတ်ဘူးအဲ့ဒါကြတော့ပြောမယ်ဆိုရင်လူဆိုးလို့ပြောတဲ့နေပေါ့နော်လူဆိုးလို့ပြောတဲ့လူမိုက်ဆိုစီမှာအသိပညာမရှိတဲ့ပုဂ္ဂိုလ်အသိပညာလောကကိမဲ့တဲ့ပုဂ္ဂိုလ်မျိုး ပါလာတိတို့ခေါ်တာဒါမှသူ့ရဲ့ပဲဝတ်လို့ခေါ်တဲ့ဆက်ချက်ဒီအစုံစကလုံးတစ်ခုကဘာလို့ဆိုပန္တိတာပန္ဒဆိုတာအရာရာအစဉ်ဉဏ်စဉ်းစားတတ်တဲ့ပညာကိုပန္ဒလို့ခေါ်တာအဲ့ဒီပန္ဒရှိတဲ့ပုဂ္ဂိုလ်ပန္တိတာလို့တို့သုံးတာစကလုံးကနော်အဲ့တော့အရာရာမှာစဉ်းစားဉာဏ်နဲ့ စင်စင်ဆာဆာအတိညာနဲ့တွေးတယ်အတိညာနဲ့ပြောတယ်အတိညာနဲ့လုပ်တယ်ပဏိတာဘာလာကြတော့အတိညာကင်းမဲ့တဲ့အတွေ့အတိညာကင်းမဲ့တဲ့အပြောအတိညာမပါတဲ့အလုပ်ဟောဒီလိုသွားတာကလားနော်အတိဝနာဆဘာလာနာဆအဓိပ္ပယ်ဖွင့်တာမှားနေတာတဲ့ဟောအဲ့တော့သိုးတဲ့လူတိုင်းလူပိုင်းမဟုတ်ဘူးသွားအတိရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်လေ ဲ့တော့မိုင်မဲတဲ့ပုဂ္ဂိုလ်ဆိုတာအသိပညာလောကရှိတဲ့ပုဂ္ဂိုလ်အသိပညာမရှိဘူးဆိုတာအကောင်းနဲ့ဆိုခွဲခြားမသိဘူးလုံတဲ့နာနဲ့မလုံတဲ့နာမသိဘူးအဲ့ဒါလိုမသိတဲ့အသိဉာဏ်ခင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးကိုပါလာကခေါ်တယ်အဲ့ဒီပါလာရဲ့အသက်ရှင်မှုဟာတော့လောကသူ့ဘဝရတာပဲလို့အဆင်မပြေဘူး